အင်မတီကိုတက်ပြီးဆွဲမယ်လို့ဘလို့မှမထင်ရခဲ့ကျွန်တော်နာမည်မင်းခမ်းပါအသက်တော့23နှစ်ကိုပိုင်နမရခမာရ36ငါမလိုက်တည့်ရင်ဘရလာဆိုတဲ့ဖြစ်စဉ်ကဖေချင်းလောက်မှဖြစ်နေည10နာရီခွဲလောက်ပေါ့ည10နာရီခွဲလောက်မှာအဲတော့ဖြောင်းနိုင်ထွန်းနေအိတ်တော်မေဆိုကျွန်တော်ထောင်းတဲ့အချိန်မှာအဲရောက်ပါအုပ်ချုပ်ရင်တက်လာတယ်အုပ်ချုပ်ဘူးတက်လာတယ်နောက်ကြတော့အုပ်ချုပ်ရင်အပြင်ဒီစစ်သားနှစ်ယောက်ပါပေါ့ တာနှစ်ယောက်ပါတယ်။ပါပြီးတော့အကျွန်တော်အဲ့လိုမေးရရှိလို့ဆိုပြီးတော့လာခေါ်ပါတယ်။ခေါ်ပြီးတော့အကျွန်တော်အဲ့ပါတယ်ရုံးခေါ်ပါတယ်ပေါ့။ခေါ်ပြီးတော့အဘေးတော်စစ်ကြုံကြီးကိုကိုယ်လည်းဘေးတော်စစ်ကြုံကြီးမှာတလားလားတော့ကြာတလားလားကြာပြီးတော့အဲတဏ္ဏချင်းပဲဖောင်းရင်တဏ္ဏကြောင့်ကိုယ်လည်းစစ်တဏ္ဏတုံးလာပြီးတော့ခမရဥဆောင်ကမော်လိုက်တိုင်မှာတောင်းချတယ်အချင်းကညဆယ်နှစ်လောက်ပဲရှိအောင်ကင်းဆောင်နေတော့ ပြန်ဆောင်နေအချိန်မှာအေယူပေးပန်းအနေလို့သနသနတန်ကြအောင်တန်အကြတော့တော့ကျောင်းနှစ်မှာကျွန်တော်တို့တည်ရင်ဖြစ်နေအဲ့ဒါကျွန်တော်တို့ဘက်ကသူကရောက်လာရောက်လာတော့ရောက်လာခံလာတော့ရှိရောက်လာတော့အဲ့လိုစီးဖြစ်လာတင်းကျင်နေကျွန်တော်တို့ဘလို့မှမခုခံနိုင်တဲ့အဆုံးခံခံခွဲတည်ရင်နောက်ရန်ဆုပ်လာကျွန်တော်တို့ဒီရလည်းကြော်ကြနေတယ်အဲ့ဒါနဲ့အောင်15ရောက်90တော့ပဲကျန်လောကမနိုင်တဲ့အဆုံးမှာနောက်ပြန်ဆုံးလာဘူး ်လည်းဝဲကောမမကထိုင်စားပြတယ်အဲ့နေ့ကကျွန်တော်တို့ပိုင်းဆယ်ရောက်ထွက်သွားတယ်ပိုင်းဆယ်ရောက်ထွက်သွားတယ်မိုင်းနဲ့သူကတယောက်ပဲအဲဒီကံခွဲကောမကပချတယ်ပေါ့မိုင်းလိုက်ထောင်းနေတယ်အဲတကယ်မျှောက်တွေ့ရမယ်သူ့သမီးရမယ်ဘာလို့နေရလဲထပြေးဖို့ကြံနေတယ်ဟဲ့ကြောက်ပြီတော်ပဲငါလိုက်ရမယ်လို့အဲ့လိုပြောပြီးတော့၆နိုင်၆သူသူလေးတဲ့ချိန်တော့လေသူအရှူအောင်ခဲ့ရနေတော့တဲ့ဆင်းပြီးတော့ဒီက သူလည်းဒီလိုပဲဖပြလို့ရလို့ရှိရင်သူတို့လည်းပြေးမှာပေါ့ဖပြလို့မရဘူးဆိုလည်းဒီတက်ထဲမှာပဲသူတို့သူတို့မှသူတို့အသေးခံလိုက်မယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးသူတို့ကြောက်ခံရကြတာများတယ်အဲ့တော့ဒီစစ်တပ်မှာစစ်သားဖြစ်တာကြတော့ဒီဟိုမလို့ရှင်နေမပြစ်ရှင်နေသူတွေပြစ်နေရပဲဒီမဝင်ရင်းနဲ့အိမ်တွေလည်းဝင်ရတာလို့မယူရင်းနဲ့ပစ္စည်းတွေယူခဲ့ရတယ်အဲ့လိုမျိုးရှိတယ် အဲအစီအရဝင်မယ်ပေါ့ဝင်ပြီးတော့ဒီစစ်အာနာရှင်စနစ်ကြီးကိုမကြိုက်တဲ့အနေနဲ့ပြန်ပြီးတော့တော်လန်နေတဲ့စိတ်ပဲဟုတ်ကဲ့ဟုတ်